ဟုတ်တယ်ဦးရအောင်သားလေးများ drag ပေါ့နော်တပတ်တာကကျွန်မနာမည်ဖြစ်တယ်အဲ့တော့အခုဒီကနေ့မိတ်တွေကဆရာဘုံတို့ရောက်သားသမီးတွေကပေါ့နော်ကိုယ့်ရဲ့ဒီလာမယ့်နော်ကာလတွေအတွက်နော်ကိုယ့်ရဲ့အနာဂတ်ကာလအတွက်တေချာသုံးသပ်ပြီးတော့လောက်ရမယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုဟိုပြောမှဆိုရင်တော့တေချာကျင့်သုံးမချက်တွေတေချာခိုင်းပါလောက်ချိန်ယူပြီးတော့လောက်ရမယ်စိတ်ခံစားချက်ကတော့စိတ်ခံစားချက်တော့ဦးစားပြုလို့မရပါဘူးနော် အရှင်းနဲ့ပတ်သက်လို့ကတော့ကိုယ်တကယ်ဒီမဲ့ချစ်တဲ့လူအဲကတော့ကိုယ်တကယ်ချစ်တဲ့လူကိုယ်တကယ်စိတ်ကူးထားတဲ့လူမျိုးလေး ਨੇ တွေ့နိုင်တယ်ပေါ့လေနော်အဲ့တော့အရှင်းကိစ္စတွေကပြောရဆိုလို့ရှင်လင်းလင်းမြန်မြန်ဖြစ်သွားနိုင်တယ်လင်းလင်းမြန်မြန်ကိုဖြစ်သွားနိုင်တယ်နော်ကိုယ့်ရဲ့စိတ်ထဲမှာလာတကယ်ကိုဟိုယုံကြည်နေတာပြင်းနေတာနော်တကယ်ကိုတန်ဖိုးထားပေါ့နော်ဒီလိုဆိုရင်ချင်းနဲ့ပတ်သက်ပို့ပြီးအဆင်ပြေနိုင်တယ်ဗိုလ်မတစ်ဆန်နိုင်တယ်ကာလာဖြစ်နိုင်တယ်ပြောလုပ်ငန်းတွေလုပ်ငန်းတွေမြင်ရဆိုလို့ရှင်ဒါအောင်ပွဲရမယ့်ကာလလို့ပြောလို့ရတယ်เนาะအစဉ်ပြေအောင်မြင်မယ်ဆိုတဲ့ကာလလို့ပြောလို့ရတယ် တော့ခီးပိုင်ရံသွားမယ်ဆိုရင်လည်းဒါကောင်းပါတယ်ခီးနော်စိတ်ကြမ်းစာစီကောင်းတယ်ခီးလေးတွေဖြစ်ပေါ်လာနိုင်ပါတယ်အဲ့တော့ကိုကဒီတစ်ပတ်ထဲမှာဆိုလို့ရှိရင်ကိုရဲ့စိတ်ခံစားချက်တွေနော်စဉ်းစားဆုံးဖြတ်ချက်တွေဒါလေးတွေကိုဒါတေချာချေယူပြီးတော့နော်တတိလေးနဲ့ထိန်းထားနော်ဒါဆိုလို့ရှိရင်ဒီဘက်မှာကိုအတွက်အောင်မြင်မှုကတေချာပေါ့ကိုအတွက်ဖြစ်တယ်နော်နော်ဆရာဒါအားလုံးနဲ့ချုပ်ပြီးဟောတာဖြစ်တယ်အဲ့တော့ comment မှာနော်ငါစိတ်ချမ်းသာပျော်ရွှင်နေပြီဆိုပြီးတော့ရေးသွားပေါ့နော်အရင်ကလိုမိမိတို့တည်တဲ့မေးချင်တာလေးရှင်ဆက်စီမှာလာမျိုးရတယ်ဆရာအားလုံးနဲ့တင်တော်ရရင်မျိုးဆိုတာကတက်မှတ်ပေးထားပါတယ်နော် ော့အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာစမ်းကြပါစေဒီဗီဒီယိုလေးလည်း like share လုပ်တာပေးပါကျေးဇူးများကျပါတယ်